ူတွေလုံးဝတည်ုံမှာမဟုတ်တဲ့ဓမယန်ကြီးဖျားရဲ့နောက်ွယ်ကလေးဝက်ချက်များကဲပရိသတ်ကြီးတို့မြမခင်မြမသမိုင်းဆိုတာကတော့မျိုးဆက်90ကုံသွားရင်တောင်ပြောလို့မစုံဖြစ်နေစီမှာဆိုတာကတော့သိကြပါရည်။ဒါပေမဲ့လည်းယနေ့ခေတ်လူငယ်တွေကြားတဲ့ဒီမှာကပကံခင်မှာပါအစအနောက်ဖြောက်ခံခဲ့ရတဲ့ဓမယန်ကြီးဖျားရဲ့လေးဝက်ချက်ချို့ကိုတခါလေးပြောပြပေးသွားမှာပါ။ ဓမယံကြီးဖျားဆိုတာကတော့ပကံရောက်တိုင်းမဖြစ်မနေသွားလလေးကိုလေတဲ့နဲ့ဖျားတဆူဖြစ်သမဲ့ကြသလိုနရယ်သူရဲ့နောင်သားရီနဲ့ဌာပနာခဲ့တာလို့လေတော်တော်အများသိကြမှာပါတကယ်တမ်းမှာကျတော့လူကြားကောက်အောင်ခေါင်းစဉ်တထားခဲ့တာဖြစ်သလိုဒီထက်ပိုပြီးတော့နည်းနည်းတဲ့ဖြစ်ရမယ်တွေကလည်းရှိနေခဲ့ပါတယ်ဓမယံကြီးဖျားကိုမတီးဆောက်ခင်မှာနရယ်သူဟာမင်းတမမဖြစ်နေသေးပါဘူးဖခင်ဖြစ်သူအလောင်းစီသူမင်းရဲ့အုပ်ချုပ်မှုအောက်မှာရှိနေခဲ့သလိုတိုင်းပြည်ကလည်းအလောင်းစီသူမင်းရဲ့ဖုံးတော်နဲ့တနေ့ထက်တနေ့တာယာဝါပြောလာခဲ့သလိုဒီမင်းလက် ချက်မှသာစံစားခွင့်ရရှိခဲ့တဲ့ဖောင်ဆက်ကြာဆိုတဲ့ရှင်တမျိုးကလည်းပေါ်ပေါက်ခဲ့ပါရယ်။အကန့်ပြာမိမောင်းများစွာရဲ့လက်ထဲမှာတိုးတက်လိုက်ပြိုကွဲလိုက်လုံပန်းလိုက်ဖြစ်ခဲ့ပေမယ့်အနောက်ယထာမင်းလက်ထက်ကစားလို့ပကံပြည်ကြီးဟာတစတစတိုးတက်လာခဲ့တာပဲဖြစ်ပါရယ်။ဒါကြောင့်မေလောင်းစီသူမင်းလက်ထက်မှာသာတကိုးကြီးတဲ့ဆက်ကြာဝေါ်ရှင်တစ်ခုပေါ်လာခဲ့ပြီးဒီရင်ကိုစီးပြီးတော့တောင်မှမြစ်မုံတောင်ကိုသွားရရတယ်လို့ဖော်ပြခဲ့ကြပါရယ်။ ဒါပေမဲ့လည်းတရားမင်းရဲ့မိကြမှုကြောင့်မြင့်မိုတောင်ဟာလူတွေမတက်ရောက်တဲ့နေတောင်ဖြစ်တာကြောင့်အလောင်းမင်းတရားကြီးကိုယ်တိုင်လည်းမြင့်မိုတောင်ကိုမသွားပဲဒီရင်နဲ့သာအင်းကြီးချင်းနိုင်ငံတွေဖြစ်တဲ့ကမ်ဘောဒီးယားအိန္ဒိယနဲ့ထိုင်းတို့ကိုလှည့်လည်သွားခဲ့ပါရီဒီလိုအချိန်မှာဖုန်းကန်ကြီးလာပါတယ်ဆိုရဲအလောင်းမင်းတရားကြီးဟာသူ့ရဲ့တကိုးတွေကိုထုတ်ပြခဲ့တာကြောင့်ဒီနိုင်ငံကဒေသခံတွေဟာမြန်မာမှာနှစ်တပါးပေါ်ထွန်းနေပြီလို့တောင်မှဆိုကြပါသေးတယ်ဒီကနေ့စစ်ဝင်စားဖို့ကောင်းတာကတော့အခုမှစတာပါဒီပေါ်ဆက်ကြကိုထားသူရနေရရဖို့လည်းရှိဓမ္မရန်ကြီး ြားတည်ထားတဲ့နေရာမှာဖြစ်ပြီးအလောင်းစီသူမင်းတရားကြီးနေရာဆန္ဒနဲ့ဒီဖောင်ဆက်ကြာဟာပျောက်သွားတာပဲဖြစ်ပါတယ်။တချို့ယူဆချက်တွေရှာကတော့ဒီဖောင်ဆက်ကြာကြီးဟာပကံမှာရှိတဲ့ဓမယံကြီးဖျားမှာဖွက်ထားခဲ့တာလို့ပြောကြပါရယ်။နေတဲ့သူနေနေကတော့ခမီးတော်ရဲ့ထင်းနှံကိုမျက်စိကျနေခဲ့တာကြောင့်အယုံသွင်းနိုင်လို့နဲ့လှဲခွက်တီနဲ့အမျိုးမျိုးဖျားရောင်းပြီးဖောက်ခင်ဖြစ်သူကိုခေါင်းနဲ့ဖိပြီးတော့နှက်ရွာဆန်းစေခဲ့ပါရယ်။ ီကိစ္စပြီးသွားတဲ့အခါမှာတော့သူ့ရဲ့အကိုဖြစ်သူမင်းရှင်စောကိုနန်းတင်ပေးခဲ့ပြီးဘရင်ဖြစ်တဲ့ညနေမှာတင်ညသာစားဝဲတွေကနရတူခတ်ထားတဲ့အစိတ်တင်ပြီးတော့နရွာဆိုင်ရပြန်ပါရင်ဒါကြောင့်မင်းနရတူတရားထီနေဆုံးဆန်ခဲ့ပြီးတော့အာနာကုံလွဲသုံးစားလုပ်တဲ့ချိန်မှာတော့ဗကန်ပြည်သူတွေတွေမက ဖုံးကြီးတွေကပါသိုးချုပ်တဲ့အတိုင်းပြည်မှာမနေနိုင်ဘူးဆိုပြီးတော့ထတ်သွားကြပါရင်ဒီလိုချိန်မှာဝင်နရတူဟာဖခင်ဖြစ်သူကိုတတ်မိလို့ရားရည်နောင်တကိုចောင်းပြုတ်ပြီးធីធម្មယံជីဖះကိုတိလိုက်တာလို့ပြောကြပါရည် ီဖျားကြီးကိုတီထားတဲ့အခါမှာလေဒီဖောင်ဆက်ကြကြီးဟာစီးလို့မရတာကြောင့်ဖျားတဲ့ကိုထပ်ပနာပြီးတော့တီထားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါပြင်ဓမယံကြီးဖျားဆောက်လို့စင်ကာလာတွင်မှာပြီးသူခပညာရှင်တွေကစအလုတမားတွေဆုံးနှုတ်ပိတ်တက်ဖြတ်ခဲ့ပြီးတော့ဆောက်လို့စေခဲ့ပါတယ်။ အကြောင်းကတော့ဒီပိတုကလက်ရာတွေဟာအတူမရှိဖြစ်စေချင်တဲ့အဲ့ဒါတစ်ခုကြောင့်ဖြစ်မယ်လို့သုံးသပ်ကြပေမယ့်ဒီဖျားကြီးတွေမှာထည့်သွင်းထာပနာထားခဲ့တဲ့ဖောင်ဆက်ကြာကြီးကြောင့်ကိုဘယ်သူမှမသိစေချင်တဲ့အတွက်ကြောင့်လေးဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီဖျားကြီးရဲ့ပုံတံဟာတာမန်ထက်ထုကဲနေပြီးတော့လွမ်းဆွေးစရာခန်းစားချက်တွေနဲ့ပြည်နေကြတာပါ။ဒီဖျားကြီးကိုတီထားခဲ့တဲ့အချိန်မှာဘလောက်များစွာသောအသက်တွေကစည်းကြရမလဲဆိုတာကတော့မတွေ့ရစရာဖြစ်နေပါပြီရှင်။